ပြောတာဟောဒီဘုရားမြတ်စွာရဲ့သာသနာတော်မှာတဲ့တရားဓမ္မအပေါ်မှာမမေ့မလျော့တဲ့နေ့စဉ်အမြတ်နေ့စဉ်မပြတ်ကျိုးပန်းအထုတ်နေတဲ့ပုဂ္ဂိုလ်ဟာပဟာယဇာတိတန်တာရံဒုက္ခတန်တံဂရိတတိအေးတဘွားပြီးတဘွားစင်စက်မပြတ်မွေးဖွားပြီးဖြစ်နေရတဲ့ဒီဇာတိဆိုတဲ့တန်လျာကြီးကို ဖယ်ရှားပြီးတော့ဆင်းရဲဒုက္ခတွေအဆုံးသတ်နိုင်ပါလိမ့်မယ်။ဟောဒီတရားနှစ်ပုဒ်ပဲသူဟောလိုက်တယ်။ပြမပြေကနေပြီးတော့ရိုးရိုးပဲဟောလိုက်တာ။အဲ့ဒီတရားတန်ကိုလူပြေကယဟန်တွေကအတိုင်းအတာကြီးကြား။ဟောပြမပြေကဟောတဲ့ဒီခါရလေးနှစ်ပုဒ်ယောဣမတ္တေဓမ္မဝိနေအပ္ပမတ္တောဝိဟတ္တတိ ဓမ္မဝိနည်းဆိုတဲ့မြတ်စွာဘုရားသာသနာတော်မှာမမေ့မလဲရနေတဲ့ပုဂ္ဂိုလ်ဟာတဲ့ပါဟယဇာတိတန်တာရဇာတိလို့ဆိုတဲ့တန်လျာကြီးကိုဖယ်ရှားပြီးဒုက္ခတဏ္ဏဂရိတတိဆင်းရဲဒုက္ခကိုဆုံးသတ်နိုင်ပါလိမ့်မယ်ဆိုတဲ့ဒီတရားကိုသူဟောလိုက်တယ်အဲ့ဒီလိုတရားဟောပြီးတဲ့အခါတိခိမြတ်စွာဘုရားနဲ့ အဘိဂုဆိုတဲ့အက္ခတာဝကတော့ဟာလူပြေကိုပြန်ရောက်လာကြတယ်။ပြန်ရောက်တယ်ဆိုတဲ့အချိန်မှာလဲစိတ်ဓာတ်ကမ္မနာနဲ့သွားတာ။ဟိုမှာပြုတ်ခနဲ့ပျောက်ပြီးတော့လူပြေကအเจ้าမှာသွားခနဲ့ပေါ်လာတာ။ဒါမြမပြေခကြီးတစ်ခေါက်ပြန်လာခဲ့ကြတယ်။အเจ้าတော်ရောက်တဲ့အခါကျတော့အဘိဂုယဟန်ရဲ့ရွှေဆိုတဲ့ခေါ်ကြတဲ့ဂါထာတွေကိုကြားရလာလို့ဆိုယဟန်တော်တွေကအလုံးကြားရတယ်ဒီတရား။ ဘလူကြတော့ဆိုခုနကတည်းကနှစ်ပုတ်ကိုပြန်ရွတ်ပြကြတယ်။ဟောဒါဆွိုင်းတတိလေးပေါ့ဆွိုင်းတတိဆိုတာလေ့ကျင့်ထားလို့ရတာလည်းရှိတယ်။အစွမ်းတကူဆိုတာနေရာတကာတိုင်းမှာရှိတယ်။အဲ့တော့သံဃာကျမ်းစာမှာအစွမ်းတကူ10မျိုးဆိုတာရှိတယ်နော်။အစွမ်းတကူ10မျိုးဆိုတာ နမတိကဘာလို့ဆိုရင်အဋိဌာနအဋ္ဌိစာပေမှာအဋ္ဌိဆယ်ပါးလို့လည်းပြောတယ်အဋ္ဌိကိုပမာလို့ကတကူလို့ပဲပြန်တယ်တွေ့မင်းနေစကလုံးကပြောတဲ့အတိတ်ကဖြစ်ဆုံးခြင်းလို့ဒီလိုလေးပဲလူချင်းနာဖြစ်တာစွမ်းတကူဆိုတာကိုဖြစ်စေချင်တာဖြစ်အောင်လုပ်နိုင်တာအစွမ်းတကူခေါ်တာပေါ့ကိုဖြစ်ချင်တာဖြစ်အောင်လုပ် အဲ့ဒီမှာအဋိဌာဏဆိုတာအဋိဌာဏလိုက်တယ်ဥပမာတယောက်ကတထောင်ဖြစ်အောင်အဋိဌာဏဒါအစွမ်းတကူတကူပဲကြည့်လေရှင်းစုလပန်ကနေပြီးတော့သူရဟန္တာဖြစ်တဲ့အခါကျတော့ဆုံးသာလိုက်လို့ရသူမလိုက်မသွားရအောင်အเจ้าမှသူတပါးလဲကြံရင်အင်းမြတ်စွာဘုရားကအเจ้าမှယဟန်တပါးရှိတယ်လို့ ွားပင့်ညီအောင်လို့ဆိုပြီးတော့ခိုင်းလိုက်တဲ့အခါမှာသူ့ရဲ့နောင်တော်မဟာပဏ္ဍကကမရှိတော့ပါဘူးခင်ဗျာလို့ရှောက်တယ်။အဲ့ဒီအတိုင်ကိုသူကကြားတဲ့အခါအเจ้าမှာယဟန်နေရှိကြောင်းသူပြမယ်ဆိုပြီးတော့ယဟန်တထောင်ဖန်ဆင်းထားလိုက်တာအဋ္ဌံလိုက်တာတယောက်ကနေပြီးတော့တထောင်ဖြစ်ပါစေဆိုပြီးတော့အဋ္ဌံလိုက်သူ့ရဲ့အဋ္ဌံရဲ့အတိုင်ပဲယဟန်တထောင်ယဟန်တထောင်ကလည်းကြည့် တချို့ကတပြက်စီးပဲနေတယ်တချို့ကရေခတ်နေတယ်တချို့ကသင်္ကန်းချုပ်နေတယ်တချို့ကတရားထိုင်နေတယ်ကျောင်းဝင်းကြီးတဝင်းလုံးဟာယဟန်တထောင်နဲ့ပြည့်ဆုရလာပိတ်တဲ့လူကနေပြီးတော့လာပိတ်တဲ့အခါဟိုကတဘာပဲပင်ခိုင်းတာဒီကြတော့တထောင်ဆိုသူမပင်ရဲဘူးပေါ့မပင်ရဲတော့ပြန်ပြေးပြီးတော့သွားပြီးတော့ရှောက်တဲ့အရှင်ဘုရားရဲ့ယဟန်တဘာမကဘူးတထောင်တော်ရှိနေတယ်ဆို ဒါဖြင့်ဆုလပန်ဆိုတဲ့ကိုယ်တော်ကိုပင့်ငယ်လို့တခါမှသူပြန်သွားတယ်ပြန်သွားတဲ့အခါကျတော့ကိုယ်လည်းရောက်ရောရှင်ပြာရသော်ပြာကဆုလပန်ဆိုတဲ့ကိုယ်တော်ကိုပင့်ခိုင်းပါတယ်လို့ဆိုပစ္စပေါင်းတစ်ထောင်ကပြောလိုက်တာငါးဆုလပန်မဲငါးဆုလပန်မဲငါးဆုလပန်မဲဆိုအားလုံးကတစ်ထောင်လုံးကဆုလပန်ကြီးဖြစ်နေတာမပင်ရဲလို့ပြန်ပြေးသွားတယ်အဲ့တော့နောက်တတိယချိန်သွားတဲ့အခါကျတော့ ရသော်ဗျာနှီးပေးလိုက်တယ်ပထမဆုံးငါဆူရပန်လို့ပြောတဲ့ကိုတော်လက်ဆွဲခေါ်ခဲ့လို့ပြောအဲ့ဒီတခါသွားပြီးတော့ရှင်ဗျာဆူရပန်ကိုတော်ကြွပါဆိုတော့ငါဆူရပန်လို့ဆိုတာလက်ဆွဲခေါ်လိုက်တာပျောက်သွားရောကျန်တာတွေကအဲ့ဒါအဋိဌာဏအဋ္ဌိတကောနဲ့ဖန်ဆင်းထားတယ်လို့ပြောတာနော်ဒီလိုစွမ်းတကောတွေလည်းလုံးလို့ရတယ်နံပါတ်1ကတော့ဝိကုပ္ပဏအဋ္ဌိလို့ခေါ်တယ်ဝိကုပ္ပဏဆိုတာ ဝိဆိုတာထူးထူးခြားခြားကုက္ကနပြုလုပ်တာဥပမာမဲ့လူစင်စစ်ကနေပြီးတော့ဆင်ယုတ်ကြီးဆင်ကြီးဖြစ်အောင်ဖြန်းစင်းတယ်လူစင်စစ်ကကြားကြီးဖြစ်အောင်ဖြန်းစင်းတယ်ရှင်မဘောက္ခလန်ကြည့်လေလူစင်စစ်ကနေပြီးတဏှောပဏ္ဏနဂါမင်းနဲ့စစ်ပြိုင်တဲ့အခါကျတော့တဏှောပဏ္ဏနဂါမင်းကနဂါဆိုတော့ရှင်မဘောက္ခလန်ကဂလုံးလိုဖြန်းစင်းလိုက်တယ်ဟုတ် ကလုံးလုံးພັນစင်းတယ်အဲ့ဒီလိုရုပ်ပုံပြောင်းပြီးတော့ພັນစင်းတာမျိုးထူးထူးခြားခြားພັນစင်းတာမျိုးတွေဟာဒါဝိကုပ္ပနာအဋ္ဌိတို့ခေါ်တယ်ဒါလည်းဆိုရင်တတ္တိတစ်မျိုးပဲနောက်တစ်ခါကျတော့မနောမယအဋ္ဌိဆိုတာစိတ်ဖြင့်ພັນစည်းတဲ့ခန္ဓာကိုယ်မျိုးမနောမယစိတ်ဖြင့်ພັນစင်းလိုက်တယ်စိတ်แท้ကພັນစင်းထားတဲ့ရုပ်မျိုးလည်းပဲဖြစ်နိုင်တယ်တဲ့ နောက်တစ်ခုအစွမ်းတစ်ခုကညာနဝိခါရအဋ္ဌိတဲ့ညာရဲ့စွမ်းရည်တတိနဲ့ပြည့်ပြည့်စုံတာအဲ့ဒီညာနဝိခါရအဋ္ဌိကလည်းအံ့ဩစရာကောင်းတယ်ရတ္တမညာရတ္တပူညာရဖို့အခြေခံနေသူတို့ရဲ့ဣသိဝဘဝိကပုဂ္ဂိုလ်ရဲ့တဏ္ဏမှာရှိနေတယ်ဆိုတော့ရှင်ဘာကုလအလောင်းကလေးဟာ ိုးငယ်ငယ်လေးရစ်ထဲသွားပြီးတော့ရေချိုးတဲ့အခါကျတော့ငါးကဟတ်သွားတယ်။ငါးမျိုးတဲ့ထဲမှာပါသွားတယ်။အဲ့လိုပေါ်ပါသွားပြီပဲလို့မသေးတာဟာဘာကြောင့်မသေးတော့ဆိုရင်ဒီညာနာဝိပါဒသူ့ရဲ့အရတမေညာရလတံဖြစ်တဲ့ညာစွမ်းကြောင့်မို့လို့ဒီသိဆုံးခြင်းမရှိဘူးတခါတန်ကိစ္စဆိုတဲ့တာမဏေဟာ မွေးဖွားလာတဲ့အချိန်မှာမမွေးဖွားခင်သူ့မိခင်ကကိုဝန်ကြီးနဲ့တည်သွားတာတည်သွားလို့တင်းညိုင်းပုတ်ပြီးတော့မိရှို့တဲ့အခါမှာတဇူးဝါးတွေနဲ့ထိုးရင်အဲ့ဒီဘိုက်ထဲကကလေးလေးကလွတ်စင်ပြီးတော့တမန်မြချုပ်ပေါ်မှာသွားကြတယ်နော်မိရှို့တဲ့ထဲကနေပြီးတော့နော်အဲ့ဒီကလေးလေးကဒီအသက်အိမ်နဲ့ပတ်ပတ်ပြီးတော့သူကအသက်ရှင်တယ် တမန်မြတ်ချုပ်ပေါ်ကြတော့သူ့ကိုဓမ္မလို့နာမည်ပေးထားတာတန်ကိစ္စလို့ဓမ္မလို့ဆိုတာဒီလိုပဲဒီမသေးဘူးဘာဖြစ်လို့မသေးတော့ဆိုပစ္စည်းမဘဝိကဒါညာနာဝိပါဒအဋ္ဌိလို့ခေါ်တယ်အတိညာရဲ့ဆိုင်တတ္တိတစ်ခုပဲရှင်ဓမ္မလို့ရှင်တန်ကိစ္စလို့ဆိုတာအဲ့ဒါမျိုးနောက်တစ်ခုကတမာတိဝိပါဒအဋ္ဌိ တမာတိဝိဟာရတမာတိစွမ်းအားနဲ့ဆိုရင်လည်းဘုရားမှာဒုက္ခမပေးနိုင်ဘူးတခါတော့ရှင်သာရိပုတ္တရာမထေရတောရကြောင်မှာရှင်မောကလန်နဲ့အတူတောရကြောင်လေးမှာထိုင်နေကြထိုင်နေရင်တမာဘောဝင်စားလာကြီးကလည်းတာလိုက်တာအဲ့ဒီချိန်မှာရှင်သာရိပုတ္တရာလည်းခေါင်းကိုအဲ့ဒီနေ့မှာပြောင်းအောင်ရိတ်ထားတယ် အပေါ်ကလမ်းရောင်လဲဆိုတော့ခေါင်းလေးရနေပြောင်းပြီးတော့အလက်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 ဖြစ်နေမှာပေါ့ခေါင်းပြောင်မှာလာတာနေတဲ့အချိန်အဲ့ဒါလို့ရှိနေတဲ့အချိန်မှာဟိုးမြောက်ရက်ကနေကောင်းငင်ကနေပြီးတော့မြောက်ရက်ကနေတောင်ရက်သွားတဲ့ဘလူးနှစ်ကောင်အဲ့ဒီနန္ဒဆိုတဲ့ဘလူးကလမ်းရောင်နဲ့ပြောင်းလဲပြောင်းလဲဖြစ်နေတဲ့ရှင်သာရိပုတ္တရာခေါင်းပြောင်ကိုမြင်တဲ့အခါကျတော့လက်သေးနဲ့ထိုးချက်စိတ်ပေါက်တယ် ကျန်ရပါမှာနော်စိတ်ကူရလေခေါင်းပြောင်ပြောင်မှာလာရောက်ဟတ်နေတာကိုမြင်တဲ့အခါကျတော့လက်သီးနဲ့ထိုးကြလို့တဲ့ဟိုရဟန်းထိုင်နေတာကလက်သီးနဲ့သွားထိုးမယ်ပေါ့ဟိုကတော့ပေါင်းစင်သမားများဖြစ်လာသလားမသိဘူးသူကထိုးရင်ကြိတ်ရှင်တဲ့ဝါဒနာရှိတယ်အဲ့ရှင်သာရိပုတ္တရာထိုင်နေတာမြင်တဲ့လက်သီးနဲ့သွားထိုးမလို့လို့တော့သူ့ကို follow တဲ့ ဒီဘီလူကပြောတယ်မလုံနဲ့ဟဲသောမလုံနဲ့အဲ့ဒီယဟန်အမတန်တကူကြီးတယ်သောမလုံနဲ့ဟောတမဘဝင်စားနေတာဘယဟုသူလုံမှာပဲလက်သီးစွန်းပြအောင်မဆိုဆင်းလာပြီးတော့ရှင်သာရိပုတ္တရာခေါင်းကိုလက်သီးနဲ့ထိုးသူလက်သီးချက်ကဘလောက်ပြင်းတယ်လဲဆိုရင်ခုခေတ်ကကစီယက်စတဲ့ဟိုရင်းပေါင်းစံတမားတဲ့လက်သီးတဲ့ပြင်းလိုက်တယ်နော် စာထဲမှာဘလောက်ပြင်းလို့ဆိုရင် तू ထိုးလိုက်တာတောင်းတကြီးတစ်ခုတော့ဝေါ်ဝင်နဲ့ပြိုကျသွားတော့အောင်ပြင်းထန်တယ်လို့ပြောတာပဲအဲ့လိုရှင်သာရိပုတ္တရာကောင်းကိုလက်သေးနဲ့ထိုးလိုက်ထိုးလိုက်တဲ့အချိန်မှာရှင်သာရိပုတ္တရာကတမာတိစွမ်းအားတမာတိဝိဖာကအဋ္ဌိဆိုတဲ့စွမ်းအားကြောင့်တလောက်ပြင်းထန်တဲ့လက်သေးတံလေးဟာကောင်းမှချင်းလေးနဲ့ကြိုက်သွားသလားလို့ရာယုံလေးပဲရလိုက်တယ်ဘာဖြစ် ဲ့ဒါကိုဘယ်သူကမြင်တော့ဆိုရှင်မမောက်ကမြင်လိုက်တာအေးတမာတိဝင်စားနေရတာလက်သီးနဲ့လဲချိုးပြီးရောရှင်သာရိပုတ္တရာတမာတိကနေထလိုက်တော့ကောင်းပါတမျိုးလေးပဲလို့ဒီလိုခံစားရတော့ရှင်မောက်ကလန်ကပြေးလာပြီးရှင်ပြရဘယ်နဲ့နေသေးတော့ဘယ်နဲ့နေဘလူးတကောင်ရှင်ပြရကောင်လက်သီးနဲ့ဝင်ထိုးသွားတယ်တဲ့အဲ့ဒါကောင်းကြောင်ကြောင်ရိတ်ထားလိုက်ရှင်တော့လာရောက်နေမှာမထိုင်ကြလေနဲ့ လက်သီးနဲ့ထိုးတဲ့ကောင်နဲ့တွေ့ရင်မလွယ်ဘူးနော်အဲ့တော့ရှင်ရကခေါဘယ်နဲ့နေတော့ဆိုရှင်သာရိပုတ္တရာပြောတယ်လက်နဲ့လေးရာချီချီလေးတော့ရှိတယ်တဲ့ဆိုတော့ရှင်ပြားတဲ့အဲ့ဒါဘလူးကနေလက်သီးနဲ့ဝင်ထိုးသွားတာတဲ့အဲ့ဒီဘလူးနဲ့ရှင်သာရိပုတ္တရာလက်သီးနဲ့လက်ထိုးပြီးတော့တစ်ကိုယ်လုံးပူလာကြီးလောင်လာကြီးဆိုပြီးတော့သိဆုံးငြိမ်းရကြသွားတော့ယန္တာပြတ်မှတော့ယက္ခပဟာရတုတ်ဆိုတာရှိတယ် အဲ့လိုမျိုးတမာတိဝိဖာရအဋ္ဌိတို့ခေါ်တယ်။နောက်တစ်ခုဝိတုတစ်ခုကတော့ခန္ဓုကုတ္တညာဆိုတဲ့မထေရကြီးကလမ်းမေးတနေရာမှာသူကဘုဒ္ဓကြီးထိုင်ပြီးတော့တမာဘောဝင်စားနေတာမောင်ကြီးတဲ့မှာပေါ့။အဲ့ဒီအချိန်မှာရွာတရွာမှာသခိုးတွေကတခုပစ္စည်းဝင်ခိုးဝင်ခိုးပြီးတော့ပစ္စည်းတို့ကြီးထားလာပြီးအဲ့ဒီလမ်းကဖြောက်တယ် ဖြတ်တန်းပြီးတော့လာတယ်။အဲ့နားကြတော့မောမောပန်းပန်းနဲ့ကဲအထုတ်ချပြီးလာကြမယ်ပေါ့။ရဟနာငုတ်တုတ်ထိုင်နေတာကိုသူတို့အစ်တုံးကြီးမှတ်။တစ်တုံးကြီးမှတ်နေတော့သူတို့ခိုးလာတဲ့စိတ်နေရွှေတွေခိုးလာတဲ့ခိုးရပါပစ္စည်းတွေကိုအဲ့ရဟနာရဲ့ခေါင်းပေါ်မှာစုပြီးတင်ထားကြတာ။တင့်မုတ်ကြီးပေါ်တင်ကြတယ်ပေါ့လေ။အဲ့လိုနေပြီးတော့ရဟနာကြီးကတော့ တဘာဝဝင်စားနေတာဆိုဘာဖြစ်ဘူးတကယ်ဆိုလို့ရှိရင်လည်းဒါတော့အလေးပင်ကြီးဆိုလို့ရှိရင်မလွယ်ဘူးပေါ့သူကောင်းတော့တမာဘက်ကထတဲ့အချိန်သခိုးတွေကလည်းအထုပ်မားတဲ့အချိန်ကြတော့အောက်ကယဟန္တာကြီးကလှုပ်လာတော့အဲ့ကြမှာလူမှန်းသိပြီးတော့ယဟန္တာကြီးမှန်းသိတဲ့အခါကျတော့မှထိုင်ပြီးရှ िख ိုးတောင်းပန်ကြတယ်တဲ့ ဘယ်လောက်လေးလံတဲ့အထုပ်အပိုးတွေခေါင်းပေါ်ဆုတင်တာဘာမှမဖြစ်တာဟာဒါတမာတိဝိဖာရအဋ္ဌိလို့ခေါ်တယ်ဒါလည်းအစွမ်းတစ်ခုတစ်ခုပဲတမန်ဆိုလို့ရှိရင်မခံနိုင်တဲ့အနေအထားတစ်ခုရှိတာပေါ့နော်နောက်တစ်ခုကြည့်လေပုဂ္ဂရာဆိုတဲ့တစ်ချိန်တည်းလေးရသူတို့ကဆင်းဆင်းတဲ့ဘဝကနေပြီးတစ်ချိန်ဖြစ်သွားတာ သူဝအိမ်လဲလုံးရတယ်သူ့အဖေကသူဝအိမ်လဲထုံပြီးတော့လဲလုံးရတယ်ရှင်သာရိပုတ္တရာကိုလှူတယ်သူဇနီးကလည်းရှင်သာရိပုတ္တရာဆုံးကတ်တယ်အဲ့ဒီနေ့မှာသူတို့ထွန်ရဲထားတဲ့မြေကြီးတွေအရွှေဖြစ်သွားအဲ့ဒီမှာသူတထေးဖြစ်သွားအဲ့ဒီပုံနာဆိုတဲ့တထေးရဲ့သမီးကဥဒ္ဒရာအဲသူမနာဆိုတဲ့တထေးသားနဲ့သူ့ကိုအိမ်တော်ရဲ့ချအိမ်တော်ရဲ့ ယတာချပေးထားတဲ့ခါကျတော့ဟိုကဘုရားဘာသာမဟုတ်ဘူးဘုရားဘာသာမဟုတ်တော့တဝါတွင်းလုံးသူကဥပုံဆောင်ခြင်းနဲ့တန်ဃာတွေကိုလူခြင်းနဲ့တန်းခြင်းနဲ့သူကသောတာပန်ဆိုတော့ကုလကောင်မှုလုပ်ခြင်းအဲ့ဒီအိမ်မှာကုလကောင်မှုလည်းမလုပ်ရဘူးတရားလည်းမနာရဘူးညာနေတယ်မဖူးရဘူးဆိုတော့သူစိတ်ထဲမှာမကြည်မနှက်ဖြစ်မကြည်မနှက်ဖြစ်တော့သူ့အဖေကိုလှမ်းပြီးတော့အကြောင်းကြားတယ် ဒီအိမ်တွေကတော့သူဆင်းရဲတယ်ပေါ့။တန်ခါတွေလည်းတပါးမှဆုံးမကျွေးရဘူး။တရားလည်းမနာရဘူး။အဲ့တော့ဒီအိမ်ကိုရောက်တာသူကထောင်ကျနေတာနဲ့တူတူပဲဆိုသူ့တွေကပတ်စံတွေပို့လိုက်တယ်။ပတ်စံတွေပို့လိုက်ပြီးတော့ငါသမီးတဲ့အော်ပြည်ဒဇာမတအူးကိုငှားထားပြီးတော့အာသမီးကုသကောင်းမှုလုံးလို့ဆိုပြီးတော့သူအဖေလောက်တဲ့ပုံကလှမ်းပြီးတော့ပတ်စံပို့တယ်။တနေ့ကိုတထောင် တနေ့ကိုတထောင်နဲ့တီရိမာဆိုတဲ့ပြည်စံမကိုငှားပြီးတော့သူ့ယောက်ျားကိုလုံကျွေးပြုခိုင်းတယ်ပေါ့သူကတော့သူ့ချန်ရန်နေနဲ့ဒီစနေမြတ်တန်ဃာတွေကိုပြင့်ပြီးမိဖို့ကြောင့်လည်းမောမောပန်းပန်းနဲ့ဆုံးနေချက်ဆုံးနေလောင်း